်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ကြားနေပြီးမင်းအောင်လိုင်ပီရတဲ့ဝနကျော်တင်ပွင့်ရအငိမ့်စာပုံမှုချုပ်ချုပ်ထင်းအောင်ကိုပြစ်ခတ်ရှင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ကြားနေပြီးမင်းအောင်လိုင်ကပီရတဲ့ဝနကျော်တင်ပွင့်ရအငိမ့်စာပုံမှုချုပ်ချုပ်ထင်းအောင်ကိုဒီကနေ့ပြစ်ခတ်ရှင်နေလိုက်ကြောင်း Golden Valerie Warriors အဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါတယ် ဒီကနေ့မနက်9:30မိနစ်ချင်းရန်ကုန်တိုင်းမြန်ရန်ကုန်မြို့နယ်၅ရက်ကွက်ရှိနေအိမ်မှာအငိမ့်သာဘူချုံချိုးတွန်းအောင်ပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။2023ခုနှစ်မင်းအောင်လိုင်ကိုရိုင်းဝနကြော်ထင်ပွဲပေးရခံရသူဘူချုံချိုးတွန်းအောင်ကို၎င်းရဲ့နေအိမ်ရှိမှာပဲ Golden Valley Warriors အမျိုးပြပျောက်ကြားရဲဘော်တွေကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းဒီကနေ့မနက်ပိုင်းရန်ကုန်မြို့မြန်ရန်ကုန်မြို့နယ်အိမ်ဝမ်းလမ်းပေါ်ရှိ၎င်းရဲ့နေအိမ်မှာပဲပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ GVW မျိုးပြရဲဘော်ဘက်တွေအလုံးလုံးကြုံရေးဘေးကင်းမာတဲ့ပြစ်မှတ်ကိုအချိန်ယူစောင့်ကြည့်အတီးပြတဲ့လုပ်ငန်းစဉ်အပါဆိုရင်ဒီမစ်ရှင်တစ်ခုအတွက်အချိန်လေးလလောက်ယူလိုက်ရပါတယ်ကျွန်တော်ရန်သူတောက်တိုင်တွေကိုစနစ်တကျစည်ရင်ပြုစုပြီးထောက်လန်းနေရလဲရှိပါတယ်တင်ကြပြောနိုင်တာကတော့အနံပါလျက်ကုံပစီကြီးတပင်းရင်ကိစ္စတွေတခုမှကျွန်တော်တို့မမေ့ဘူးတရားမျှတမှုကိုမရရတဲ့နီးနဲ့စောင့်နေတယ်ဒါပဲပြောချင်ပါတယ်လို့ဆိုပါတယ် ဗိုလ်ချုပ်ချုပ်ထွန်းအောင်ကနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် National Defense College NDC မှာ International Security and Counterterrorism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုဆိုင်ရာဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူဖြစ်ကြောင်းသိရပါတယ်။စစ်တပ်အရာရှိများအတွက်ဖွင့်လှစ်ထားတဲ့နိုင်ငံတော်ကာကွယ်တပ်ကတို့ NDC ကစစ်တပ်ပုံမှုကြီးအစင်မှာစတင်တရောက်ရတဲ့စစ်တပ်ရဲ့အရေးပါတဲ့အစင်မြင့်စစ်တင်တဲ့အကြောင်းတစ်ခုဖြစ်ပါတယ်။ Golden Valley Warriors အဖွဲ့ကကာလာအတော်ကြာအချက်လက်စူးစမ်းထောက်လှမ်းအတည်ပြုနိုင်ခဲ့ပြီးရဲ့နောက်၎င်းကိုပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒီပို့ချုပ် NDC မှာစတင်နေလို့ဖရဲတီသတင်းစာရကလေးကကျွန်တော်တို့ဇက်တိုင်းစုံစမ်းထောက်လန်းနေကြတာအဲ့ဒီနောက်တိလာတာတော်တော်များများရှိနေသူကမင်းအောင်လိုင်းရဲ့ဂုံတူးဆောင်တစိမ့်ရထားတာကိုမိတ်ဆုံစားပွဲတွေနဲ့အပတ်စဉ်ကောင်းရိုက်ကွင်းစကားဝိုင်းတွေမှာအမြင်ဂုံယူကြွားဝါပြောဆိုလေးရှိတယ်။ပြည်သူစစ်မှုတန်းစင်ခေါ်တဲ့ကိစ္စတွေမှာတိုင်းရိုက်ကင်တွေပါဝင်တာမျိုးမတွေ့ရပေမယ့်စစ်မှုတောင်အဖွဲ့အစည်းနဲ့သူပါဝင်အငိမ့်စားစစ်တမ်းမှုတွေစုပြီးအကြံပေးနေတာရှိတယ်။တချို့သတင်းချက်လက်တွေကသတင်းပြည့်ရဲ့လုံခြုံရေးရာကျွန်တော်တို့မထုတ်ပြန်နိုင်တာလည်းရှိပါတယ်။ ကစားရဲ့ထောက်တိုင်တွေလုံခြုံရေးအပြည့်နဲ့နေရရသူတွေတောင်ကျွန်တော်တို့လက်ကပြေးမလွတ်ဘူး။ကြံနေစကားစားထောက်တိုင်တွေလည်းအမဲလိုက်ခံရရင်ခံနိုင်ရှိဖို့ပြင်ဆင်ထားကြပါလို့ပြောကြတယ်လို့ Golden Valley Warriors မြို့ပြပြောင်ကြားရေးဘော်ကဆက်လက်ပြောဆိုပါတယ်။ စစ်တပ်မှဗိုလ်မှူးချုပ်ဗိုလ်ချုပ်ယာတုနှင့်အငိမ့်စားယူခဲ့တော်လဲလက်ရှိအကြမ်းဖက်စစ်တပ်ရဲ့နိုင်စင်လူမဆန်မှုများစွာတဲ့စစ်ပတ်ဆိုင်ရာတင်ကြားပို့ချနေသူများကိုလည်းစီးရီးပြစ်မှတ်ဖြစ်သတ်မှတ်ထုတ်တင်ခဲ့ခြင်းဖြစ်ကြောင်းဗိုလ်ချုပ်ချိုးထွန်းအောင်ကဘရူနိုင်းနဲ့ကမ်ဘောဒီးယားနိုင်ငံတန်မှတ်ဖြစ်ပါဆောင်ရွက်ခဲ့ပူပြီးမြန်မာပြည်ပြန်ရောက်ချိန်ကစတင်ကနေပြီးတော့နိုင်ငံတော်ကာကွယ်ရေးတပ်ကတို့ NDC မှအကြမ်းဖက်စစ်တပ်ရာရှိများကိုဇက်တိုင်းတင်ကြားပို့ချနေခြင်းဖြစ်ကြောင်းသိရပါတယ်။မင်းအောင်လှရင်အားထားသူများထဲမှအငိမ့်စားဗိုလ်ချုပ်ချိုးထွန်းအောင်လည်းပါဝင်ခဲ့ပြီး2025 ခုနှစ်မလမှ26ရက်နေ့မှာမင်္ဂလာလုံးနေ့တက်စကန်မှာစစ်တပ်တဲ့ပို့ဆောင်ရေးလေယာဉ် MEF 003အထူးလေယာဉ်နဲ့စစ်တပ်ထိပ်ပိုင်းအခြေခံများနဲ့ထင်ရှားအရေးပါသူတွေကိုနေပြီးတော့စည်ပြခန္ဓာတပ်ဖို့မင်းအောင်နိုင်ကစီစဉ်ပေးထားကြောင်းအဆိုပါလေယာဉ်ပေါ်မှာအင်းနေဝင်တို့မိသားစုပါဝင်ဗိုလ်ချုပ်ချုပ်ထုံးအောင်လည်းပါဝင်ခဲ့ကြောင်းသိရပါတယ်2025တက်မတော်နေ့စည်ပြပွဲခန္ဓာပြီးမလ28ရက်နေပြီးတော့မှရန်ကုန်အပြန်လမ်းကြောင်းအတွက်စစ်တပ်တဲ့ပို့ဆောင်ရေးလေယာဉ် MEF 0011အထူးလေယာဉ်နဲ့ဗိုလ်ချုပ်ချုပ်ထုံးအောင် င်းပြန်ပါလာခဲ့ကြောင်းသိရပါတယ်။မင်းအောင်လိုင်က၎င်းအားကိုရတဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့အကြံဉာဏ်တွေကိုရယူပြီးပြည်သူ့စစ်မဟာဗျူဟာကိုစစ်မှုထမ်းအဖွဲ့များနဲ့လှုပ်ဆောင်နေကြောင်းအဆိုပါဖွင့်ရဲ့တိုင်းစင်ကောင်းဆောင်များမှဗိုလ်ချုပ်ချုပ်ထုံအောင်ပါဝင်ကြောင်းသိရပါတယ်။မင်းအောင်လိုင်က2023ခုနှစ်ဇန်နဝါရီလတရနေ့မှာဗိုလ်ချုပ်ချုပ်ထုံအောင်ကို ူကိုယ်တိုင်ဝနကြော်တင်ပွဲတစိပေးရခဲ့ပြီးရွှေချင်း၅ချက်သားကိုပါကွန်ပျူစုအဖြစ်တပါတယ်ပြီးရခဲ့ပါတယ်။ Golden Valley Warriors အဖွဲ့ကစစ်တပ်ရဲ့အကြီးစားထောက်တိုင်များကိုစင်စက်မပြတ်တရင်ထောက်လန်းလျက်ရှိကြောင်းဒါအပြင်အကြံဖတ်လီတန်လီရင်မှုတွေရဲ့အချက်လက်တွေကိုလည်းတရင်စုဆောင်လျက်ရှိရာ၎င်းတို့ရဲ့ဆက်ဆက်တရင်တွေရရှိထားပါကရန်ကုန်မြို့ပြပျောက်ကြားဖွဲ့ထံကိုပြီးဖို့ Golden Valley Warriors ကတောင်းဆိုထားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့အာနာသိန်းစစ်ကောင်ဆောင်နိုင်ငံတော်တမရတကယ်ဖြစ်လာမလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်ရဲ့အမြင့်ဆုံးရာဒူးလေးနေရာရယူထားတဲ့စစ်ကောင်ဆောင်ပို့ချုပ်မှုကြီးမင်းအောင်လိုင်ကရွေးကောက်ကန်အစိုးရရဲ့တမရဖြစ်ဖို့ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့အခင်းကျင်းတွေကိုထုတ်ပြောလာပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ခံအစိုးရနဲ့နိုင်ငံရေးဆောင်ရွက်တာဟာနိုင်ငံအတွက်အကောင်းဆုံးလို့မေလ19ရက်နေ့ကပြုလုပ်တဲ့စစ်ကောင်စီအစိုးရပွဲလုပ်ငန်းညှိနှိုင်းစည်းဝေးမှာပြောသွားခဲ့တာပါရွေးကောက်ပွဲကျင်းပရာမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အဆုံးဖြတ်နဲ့ဆောင်ရွက်နိုင်တာကိုအခြေခံဥပဒေမှာပြဋ္ဌာန်းထားတယ်လို့စစ်ကောင်ဆောင်ကဆိုပါတယ်ဒီဇင်ဘာတတိယဘက်ကနေဇန်နဝါရီဒုတိယဘက်ထိရွေးကောက်ပွဲတွေအပိုင်းလိုက်ကျင်းပနိုင်ဖို့စစ်ကောင်စီအနေနဲ့နိုင်ငံတော်ကိုကြီးညာထားတဲ့အရေးပေါ်အခြေအနေကိုရှုပ်သိမ်းပြီးကြားပြတ်အစိုးရတရဖွဲ့စည်းပေးမှာပါ လက်ရှိတိုးယူထားတဲ့အရေးပေါ်သက်တမ်း6လဟာဇူလိုင်31ရက်နေ့မှာကုန်ဆုံးခဲ့ပြီးအဲ့ဒီနေ့မှာကာလုံလို့ခေါ်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူကအဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။ကာလုံစည်းဝေးမှာတင်ပြလာတဲ့အချက်တွေပေါ်အာဏာရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ယာယီသမရကပဲအဆုံးဖြတ်ပေးမှာဖြစ်လို့ယာယီသမရယာရုကိုလွှဲပြောင်းရယူထားတဲ့စစ်ကောင်ဆောင်အနေနဲ့ လို့တလို့ဆုံးဖြတ်နိုင်တယ်လို့သုံးသပ်မှုတွေလည်းရှိနေတာပါတရားလွတ်တော်ရှိနေဦးကြီးမြင့်ကစစ်ကောင်းဆောင်တပ်ဦးတွေကပဲအာဏာသုံးရစလုံးကိုစီမံခန့်ခွဲပြီးဥပဒေအရအေးပေါ်အခြေအနေပယ်ဖျက်ကြောင်းကြေညာပြီးရင်6လအတွင်းရွေးကောက်ပွဲလုပ်ရမယ်လို့ပြောပါတယ်အဲ့ဒီလိုပဲ ဘဲဘက်လက်ကနေညာဘက်လက်ကိုလွှတ်အပ်ကြောင်းကြီးညာပြီးတော့ကာလုံဘက်ကိုမင်းအောင်လိုင်ကဆက်ပြီးအုပ်ချုပ်လိုက်မယ်။နောက်အုပ်ချုပ်ရင်ဥပဒေပြုရင်တရားစီရင်ရေးကိုလည်းသူကပဲစီမံခန့်ခွဲပြီးတော့ဒီတခါအဲ့ဒီဟာတွေကိုသူကကာလုံကအသိခံရမယ်။ကော်မရှင်ကိုလည်းအသိခံရမယ်။ပြီးတော့မှကော်မရှင်ကနေရွှေကောက်ပွဲတွေကို6လအတွင်းလုပ်ရမယ်။အဲ့ဒီလိုကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ကာလုံအစည်းအဝေးမှာအစီရင်ခံတဲ့နေ့မှာပဲအရေးပေါ်အခြေအနေပယ်ဖျက်ကြောင်းကြီးညာပြီးတော့6လအတွင်းရွှေကောက်ပွဲတွေလုပ်ရမယ်။ဒါကဥပဒေပြဋ္ဌာန်းချက်တွေပေါ်လို့ဆိုပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေရ တကယ်လို့ဇူလိုင်လ31ရက်နေ့မှာရေးပေါ်ချင်းနေကိုရုပ်သိမ်းကြောင်းကြီးညာရင်အရတအစိုးရတရက်ဖွဲ့စည်းပြီးရွေးကောက်ပွဲကော်မရှင်ကိုလည်းအစ်စ်ဖွဲ့စည်းရမယ်လို့ဦးကြီးမြင့်ကဆက်ပြောပါတယ်။ ဒါပေမဲ့အာနာသိမ့်မှု၄နှစ်ကျော်အတွင်းစစ်ကောင်စီဖွဲ့ဝင်တွေကိုမကြာခဏအပြောင်းလဲလုပ်လိရှိရဲစစ်ကောင်ဆောင်နီနဲ့ကြားဖြတ်အစိုးရကိုလည်းလက်ရှိဖွဲ့ဝင်တွေနဲ့ဆက်လက်လှုပ်ဆောင်နိုင်တယ်လို့သူကထောက်ပြပါရယ်စစ်ကောင်ဆောင်ကသူတို့အနေနဲ့၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီနိုင်ငံတော်ကိုတာဝန်ယူခဲ့တာဖြစ်လို့ပြည်သူတွေလိုလာတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမဖြစ်မနေရှောင်လန်းရမယ်လို့ပြောပါရယ်ဒါကြောင့်မူလရည်ရွယ်ချက်အတိုင်းရွေးကောက်ပွဲလုပ်ရမယ်လို့စစ်ကောင်စီအစိုးရဖွဲ့လုပ်ငန်းညီနိုင်စည်းဝေးမှာပြောသွားခဲ့တာပါလေးလာသူတွေကတော့အာနာသိမ့်မှုကနေဖြစ်ပေါ်လာတဲ့အကြက်တဲ ကိုဖြည့်ရှင်ဖို့နိုင်ငံရေးထွက်ပေါက်ဖြင့်ရွေးကောက်ပွဲကျင်းပလာကအာနာတီမြေကြီးဖြစ်တယ်လို့သမရအိမ်မက်ကိုလက်တွေ့အကောင့်ထွက်ပေါ်နေတာလို့သုံးသပ်ပါတယ်။သမရရွေးချယ်ရေးစနစ်အရစစ်တပ်အပါဝင်အုပ်စုအဖွဲ့၃ခုကနေရွေးချယ်ထားတဲ့ဒုတိယသမရတအူးချင်းစီကနေမဲပြီးရွေးချယ်တဲ့ကခင်းထားတဲ့စက်ထုံရာစစ်ကောင်းဆောင်သမရဖြစ်လိမ့်မယ်လို့ဦးကြီးမြင့်ကသုံးသပ်ပါတယ်။သမရရွေးချယ်ရေးစနစ်ဟာဆိုရင်သမရ၃ကိုလွတ်တော်ကနေအဆိုပြုရမယ်။အဲ့ဒီမှာတမတော်ကကိုယ်စလဲတွေကတမတော်ရဲ့အဆိုပြုနိုင်သူတယောက်ပေါ့။နောက်ရွေးချယ်တင်မြှောက်ထားတဲ့သူတွေကတ တယောက်ရွေးချယ်တင်မြှောက်ခြင်းမခံရတဲ့သူကတယောက်ဒီလိုသွားမှာကိုဆိုတော့မင်းအောင်နိုင်ကပဲတက်မတော်ကနေရွေးချယ်ထားတဲ့ဒုတိယတမရလောင်းပေါ့အဲ့ဒီလို၃ယောက်ထဲမှာပြန်ပြီးမဲပေးရမယ်ဆိုတဲ့ခါကျတော့မင်းအောင်နိုင်ပဲရမှာပေါ့သူခင်းထားတဲ့ဇက်တုပ်ပဲအဲ့ဒီတော့မင်းအောင်နိုင်က2800ဆိုတမရဖြစ်မှာကျင်းတည်ရလို့ဆိုပါတယ်စစ်ကောင်စီပြဋ္ဌာန်းခဲ့တဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရနိုင်ငံတော်ဝန်စည်းရုံးမဲ့ပါတီတွေမှာစစ်တပ်ကြောထောက်နှက်ခံပြုထားတဲ့ပြည်ထောင်စုစံကိုင်းနဲ့ဖွံ့ဖြိုးရေးပါတီအပါအဝင်နိုင်ငံရေးပါတီကိုကူတာရှိပါတယ် တစ်ဖက်မှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်တပ်ကအစိုးရပေါ်ထိန်ချုပ်မှုတွေလုပ်နိုင်အောင်အလေးပေးထားတာဖြစ်ပြီးရွှေကောက်ခံမဟုတ်တဲ့စစ်တပ်အရာရှိ25ရှာခိုင်နှုန်းကပြည်တော်စုလွတ်တော်မှာတည်တံ့ဖြစ်နေရပေးထားတာဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့လက်ရှိအခြေအနေမှာဆင်အာနာရှင်စနစ်အမြင့်ပြတ်ချိန်မုံရီလက်နက်ကင်တိုက်ပွဲတွေကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့ရွှေကောက်ပွဲကျင်းပနိုင်ရင်မရှိသလိုနေမြေများစွာဆွတ်လွတ်ထားခဲ့ရတာပါ ဒီဘောစင်ကောင်းဆောင်ကတော့ပြီးခဲ့တဲ့ရွေးကောက်ပွဲ၃ချိန်စလုံးမှာရှာနှုန်းပြီးကျင်းပနိုင်ခဲ့တာမရှိဘူးလို့ခြေပါထားပေမယ့်လက်ရှိအခင်အကျင်းအရမြို့နယ်အလုံးရဲ့၃ပုံ၃ပုံလောက်သာလုံးလို့ရနိုင်မယ့်အနေအထားလို့လေးလာသူတွေကထောက်ပြပါရယ်ဒါကိုဖွဲ့စည်းပုံခြေခံဥပဒေပါပုံမှ85ပုံမှ128 155ပုံမှ155ရချိန်ထိုးကြည့်ရမှာရွေးကောက်ပွဲကိုအထမြအောင်ဆောင်ရွက်နိုင်တာတွေ့ရတယ်လို့စစ်ကောင်းဆောင်ကထပ်ပြောပါရယ် အဲ့ဒီပုံမှန်ရင်းကလွတ်တော်သုံးရက်စလုံးရဲ့အစည်းအဝေးပထမနေ့မှာတရားခွင်ရှိတဲ့ကိုယ်စားလှယ်အရေးအတွက်ရထွက်ကြောတရားရင်အထမြောက်တယ်လို့ရွှေဆိုင်ရင်လည်းကိုယ်စားလှယ်အနည်းဆုံး၃ပုံတစ်ပုံတရားရင်အထမြောက်တယ်လို့ဖော်ပြထားပါတယ်။ရွှေကောက်ပွဲကျင်းပနိုင်ရင်လုံခြုံရေးနဲ့တည်ငြိမ်ရေးကအဓိကကြာလာကြောင်းရွှေကောက်ပွဲလုံးလို့ရနိုင်တဲ့နေရာတွေအားလုံးတည်ငြိမ်မှုရှိအောင်ဆောင်ရွက်သွားဖို့ဒုတိယစစ်ကောင်ဆောင်ကလုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့မှာညွှန်ကြားထားပါတယ်။လေတက်ကစီဒီအန်တက်ချက်ကြီးစီရကစစ်ကောင်စီအနေနဲ့ရွှေကောက်ပွဲမတိုင်ခင်မြို့ရွာတွေမကြဖို့ရနိုင်တဲ့လောက်ထိုးစစ်တွေမှာ မှာလေးချောင်းဖြစ်ကူတွေပါတိုးလုံလာမယ်လို့သုံးသပ်ထားပါတယ်။ရွေးကောက်ပွဲမတိုင်ခင်တော့သူတို့ပြင်းပြင်းထန်ထန်ထိုးစစ်လုပ်ဖို့အရင်ကတည်းကသူတို့ရာထားတဲ့ဖြူဟာတွေရှိတယ်။အဲ့ဒါတွေအဓိကမိုးရင်းကာလတော့သူတို့ရဲ့တချို့နေရာတွေစခန်းတွေပြန်မကြအောင်ပြန်ပြီးလုပ်မယ်အစီအစဉ်တော့ရှိတယ်။သူတို့ရနိုင်တဲ့လောက်တော့လုပ်မယ်ဆိုရင်တိုက်ခိုက်မှုတွေပိုပြီးပြင်းထန်လာနိုင်တယ်ဆိုတာတော့ဖြစ်လာမှာပါ။လေးချောင်းဖြစ်ကူပေးတာရောတိုက်ခိုက်မှုတွေရောတိုးလာမှာပါလို့ဆိုပါတယ်။တရုတ်ပါဝင်နိုင်ငံကောင်းဆောင်တချို့ရဲ့ထောက်ခံမှုကိုရရှိထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာဒီဇင်ဘာမှာကျင်းပဖို့ရာထားပြီးမြေ ကပွဲဆိုင်ရာဥပဒေနည်းဥပဒေတွေကိုတော့မထုတ်ပြန်ရသေးပါဘူးကော်မရှင်ကတော့ကျင်းပမယ့်ရက်သတ်မှတ်ပြီးဖြစ်လို့အချိန်မီထုတ်ပြန်ပေးမှာဖြစ်တယ်လို့ရွေးကောက်ပွဲဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောက်အမည်စင်စီးစစ်ပြီးချိန်မှာမဲဆွယ်စည်းရုံးရေးကာလကိုသတ်မှတ်ကြေညာသွားမယ်လို့အတည်ပြုထားပါတယ် ဒီအပေါ်နိုင်ငံရေးပါတီတွေကရွေးကောက်ပွဲကျင်းပနိုင်မယ်မဲဆန္ဒနယ်တွေကိုကော်မရှင်ဘက်ကအရင်ကြီးညာပေးနိုင်မှသာကိုယ်စလဲလောင်းရွေးချယ်ဖို့နဲ့မဲဆွယ်စည်းရုံးဖို့လုံခြုံရေးကိုပါစဉ်းစားလို့ရနိုင်မယ်လို့ဆိုပါတယ်။ NUG နဲ့ NUCC ကတော့စစ်အာဏာရှင်စနစ်တပ်ဆိုးရှိစေဖို့အတွက်ဟန်ပြပြုလုပ်မယ်စံနှုန်းတွေခြုံရွေးနေတဲ့တရားမဝင်ရွေးကောက်ပွဲမှာမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေအနေနဲ့ပါဝင်ခြင်းမပြုဖို့တိုက်တွန်းထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တနင်္သာရီတိုင်းမှာစစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုအရှိန်မြင့်နေကြောင်းတင်ဆက်ပေးပါမယ်။ကံရွန်းတဲ့ဒေသ တိုင်းစစ်ဌာနချုပ်နေမြေဖြစ်တဲ့တနင်္သာရီတိုင်းမှာနှစ်ဖက်တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုပုံမအုံပြုလာတယ်လို့တော်လိုင်းအင်အားစုတွေကသတင်းဌာနကိုပြောပါရယ်စစ်ကောင်စီတပ်ကအထူးသဖြင့်သူတို့ရဲ့တပ်စခန်းတွေတိုက်ခိုက်ခံရတာအင်အားအလုံးကြီးနဲ့ဝင်ရောက်တိုက်ခိုက်ခံရတဲ့အခြေအနေတွေမှာလေကြောင်းတိုက်ခိုက်မှုတွေကိုပိုအုံပြုလာတာဖြစ်ပါရယ်ဒီရဲမှာထိုင်းမြန်မာနယ်စပ်အနီးတဝဲအရှိတောဒေသရှိထီးထပြူဝစခန်းကိုတိုက်ခိုက်သိမ်းပိုက်ချိန်နဲ့တဝဲမြိတ်ပြည်တော်စုလမ်းပေါ်တရချောင်းမြို့နယ်ရှိဝင်းဝရဲစခန်းတိုက်ခိုက်ခံရချိန်မှာလေကြောင်း ားပစ်ကူတောင်းခံပြီးအပြင်းအထန်ကုကံခဲ့တာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကတော်လိုင်းတပ်ဖွဲ့တွေရှိနိုင်တဲ့နေရာတွေအပြင်အရက်သားပြည်သူနေထိုင်ရာကြီးရွာတွေကိုပါတိုင်လင်းရင်ရဟန့်ရင်နဲ့တင်ယူပို့ဆောင်ရေးလင်းရင်တွေအတုံးပြူကပုံကျဲတိုက်ခိုက်တာအပြင်စစ်တပ်နဲ့ပြစ်ခတ်တာတွေစတိုင်လှုပ်ဆောင်ခဲ့တာပါ။တဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံကစက္ကန်းသိမ့်တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကလေးချောင်းပစ်ကူလာရင်လက်နက်ချမဲ့စစ်ကောင်စီတပ်သားတွေလက်နက်မချတော့ဘဲပြန်လဲခုခံတဲ့အခြေအနေတွေဖြစ်လာတယ်လို့သတင်းဌာနကပြောပါရယ်။အဓိကကဒီစက္ကန်းသိမ့် င်းတိုက်ပွဲတွေမှာလေကျောင်းဖြစ်ကိုရီလာရင်ဒီကလက်နက်ချမဲ့စစ်ကောင်စီဘက်ကကောင်တွေကလက်နက်မချတော့ဘဲပြန်လဲခုခံနေဟာတွေဖြစ်လာတာပဲတိုက်ပွဲကပိုကြသွားတယ်ပေါ့တခါတလေကျွန်တော်တို့ဘက်ကလည်းပြန်ဆုံလိုက်ရတဲ့အနေထားမှာရှိရဲ့ပေါ့ဒီလိုမျိုးရှိရခါကြတော့သူတို့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပိုပြီးတော့အားရှိသွားတာပေါ့လို့ဆိုပါတယ်ပြီးခဲ့တဲ့ AB လာတွင်တနင်္သာရီတိုင်းမှာလေကျောင်းတိုက်ခိုက်မှုစုစုပေါင်း55ကျိန်ထပ်မင်းရှိခဲ့ပြီးပြီးခဲ့တဲ့မလနဲ့နိုင်ရှင်လေကျောင်းတိုက်ခိုက်မှုအကျဉ်းအရေးအတွက်နှစ်ဆကျော်မြင့်တက်လာခဲ့ပါတယ်တစ်ဖက်မှာလည်းတနင်္သာရီတိုင်း င်မှာစစ်ကောင်စီရဲ့လီကြောင်းတိုက်ခိုက်မှုတွေကြောင့်တော်လိုင်းတပ်ဖွဲ့တွေထိခိုက်တာတွေရှိပြီးမြေအရသာထိခိုက်သေးဆုံးတာတွေပုံများခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့မလအတွင်းကလည်းတနင်္သာရီတိုင်းကတိုက်ပွဲတွေမှာစစ်ကောင်စီကလေကြောင်းဖြစ်ကူအနေနဲ့မြေလီတက်ကလီရင်တွေအများဆုံးအသုံးပြုခဲ့ပြီးစုစုပေါင်းအကြိမ်20ကျော်ပြုလုပ်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။